အလုံးမမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေးဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်တရင်အချက်လက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထား channel မျိုးဆိုတဲ့အနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဈေးကွက်ရဲ့ direction တွေကဘယ်လိုရှိနေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်နားလည်မယ်ပေါ့လက်ရှိကျွန်တော်ဒါဈေးကွက်ကိုတစ်ချက်လောက်ကြည့်ကြည့်ရမှာဆိုရင်တော့ဒါ market ကပြန်တက်မှာရှိနေတာကိုကျွန်တော်တွေ့ရတယ်အာခနေ့တော့ကျွန်တော်ဒါ Sunday ဆိုတော့ဈေးကွက်ထဲမှာလည်းနည်းနည်း volume နဲ့တစ်ချက်တစ်ချက်လည်းရှိရပါတော့ဆိုတော့လက်ရှိဒီမှာကျွန်တော်တို့20.2 target တွေကိုလည်းကျွန်တော်နားလည်မယ်ပေါ့ ါပထမဆုံးကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့ဒါတသိန်းအထက်မှာမူဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်။အာတခြား ETH SHRP Solana Doge TRH for Avax APT Nia ICP ပေါ့နော်ဒါ coin တော်တော်များများလည်းစက်မှာဒါ abundant မှာရှိနေတာကိုကျွန်တော်တွေ့ရတယ်။အာဆိုတော့ဒါပို့ပြီးကျွန်တော်တို့အချိန်ပတ်နေ target တွေနားလည်လို့ရအောင်ပေါ့နော်ကျွန်တော်ဒါ trading view ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့။လက်ရှိကျွန်တော် BTC ရဲ့ 4hour chart ကိုတစ်ချက်လောက်နားလည်ရအောင်ဆိုရင်တော့ကျွန်တော်ဒါ ဟာဟာဟာလို့ပတ်တန်လေးဖြစ်တယ်ပေါ့နော်ဒါပြောမဆိုရင်ဈေးကွက်ကတန်တန်မှရှိနေတယ်ဆိုတော့ကျွန်တော်အရင်ဒီ9000ကနေ9200ပေါ့နော်အဲဝင်ကျင်မှာလဲကျွန်တော်ဒါ sending triangle pattern တွေးခဲ့ရတယ်7000ကနေပြီးတော့7300ပေါ့နော်7400ဒီဝင်ကျင်မှာလဲကျွန်တော်ဒါ sending triangle တခုတွေးခဲ့ရတယ်ပြီးတော့ကျွန်တော်ဒါ9200ပေါ့နော်အဲဒီဝင်ကလဲကျွန်တော်ဒါ sending triangle တခုတွေးခဲ့ရတယ်ပေါ့နော်လက်ရှိကျွန်တော်ဒါတသိန်းအထက်မှာရှိနေတော့လဲကျွန်တော်ဒီမှာ sending triangle pattern ပြန်ပြီးတော့တွေးလိုက်ရတယ်ပေါ့နော် ဆိုတော့ sending triangle pattern ဆိုတာဒါ bullish pattern တစ်ခုဖြစ်တယ်နောက်တစ်ခုကကျွန်တော် candle ကလက်ရှိဆိုရင်200 EMA အထက်မှာရှိရဲဒါကလည်းအာဈေးကွက်ကိုဒါ trend back ကိုပို့ပြီးတော့ represent လုပ်တယ်ပေါ့နော်ဆိုတော့ဒီချိန်မှာ entry point တွေ target တွေဘယ်လိုရှိမလဲ entry ကတော့ကျွန်တော်ဒါအာအရင်တော့ပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှဒါ8000တောင်းတော့9000တောင်းတော့ပေါ့နော်အာဒါ8000အောက်ရောက်တော့ဒါကျွန်တော် entry point တွေတွေးတဲ့မြောက်ကိုကျွန်တော်ပေးခဲ့တာရှိရဲပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်ဒါအကြည့်ယူထားတဲ့သူတွေဆိုရင်တော့လက်ရှိဆိုရင်ဒါ ာ profit ထဲမှာရှိမယ်ပေါ့နော်ဒီကွက်ကလည်း brand ထဲမှာရှိနေတော့ပြီးရင်ကျွန်တော်အဲ့ဒီအချိန်က target တွေကိုလည်းပေးထားခဲ့တာရှိရပေါ့ target တွေပြောရမယ်ဆိုရင်တော့ကျွန်တော်ဒါပထမဆုံး target အနေနဲ့ကျွန်တော်9000 9000ပေးခဲ့တာရှိရပြီးရင်3000 3000အာ3000 3000 3000ပေါ့နော်ဒီလိုနဲ့ပေးခဲ့တာရှိရဆိုတော့ကျွန်တော်အဲ့ target တွေလည်းဒါ achieve လုပ်နိုင်ခဲ့ပြီပေါ့နော်အဲ့ဒီအချိန်တော့ကျွန်တော်ဒီ3000 3000 8000ဆိုတဲ့ target တွေကိုကျွန်တော်ပြောခဲ့တာရှိရပေါ့အာဆိုတော့တက်ရှိပြန်ပြီးတော့လဲဒါခုစီမှာလောက BTC မရှိသေးတဲ့သူတွေအတွက်ကြတော့ ဒါလက်ရှိ current price နဲ့လဲ small margin low leverage ပေါ့နော် core capital 9နဲ့ဆိုရင်တော့ long back ကို entry တခုယူထားလို့ရတယ်မဟုတ်ရင်တော့ကျွန်တော်ဒါခုစီမှာ capital နဲ့တယ်ဆိုရင်တော့ဒါကျွန်တော်ဒါပြောမယ်ဆိုရင်တသိန်းရနေပြီးတော့တသိန်း2000ပေါ့နော်အဲ့ဝင်းချင်မှာကျွန်တော်ဒါ assumption တခုယူထားလို့ရတယ်ပေါ့နော်လက်ရှိ current price နဲ့ well match တွေအနေနဲ့ကျတော့ကိုယ့်ရဲ့ capital ကဒါဒီကွက် downside ကိုရောက်လာပြီဆိုရင်တော့မှကျွန်တော်ဒါနောက်ခေါက်လောက်ကိုဒီစီလုံးနိုင်မဲ့ပမာဏခုစီမှာရှိနေရမှာပေါ့နော်အာဆိုတော့အဲ့ကနေစပြီးတော့ကျွန်တော်တို့အခုလက်ရှိ ဒါ NGU ထားမဲ့သူတွေအတွက်ကဆက်တော့ target အနေနဲ့ကျွန်တော်ဒါ3800 3800ဖြစ်မဲ့ပြီးတော့ကျွန်တော်ဟိုဘက်မှာ3000 1000ပြီးဟိုဘက်မှာကျွန်တော်3000 1000ပေါ့နော်အဲ့ဒီလိုနဲ့ကျွန်တော်ဒီ bull market ဘက်ကိုတဖြည်းဖြည်းနဲ့ enter ဖြစ်မယ်ပေါ့နော်ဆိုတော့လက်ရှိဒါ4ဝါချတရရောကျွန်တော်ဒါဒီဒီကွက်ကပြန်တက်မှာရှိရဲကျွန်တော် NGU point တွေ target တွေလဲကျွန်တော်ဒါအဲကျွန်တော်အမြင်အရပြောပြပြီးပေါ့နော်ဆိုတော့ကျွန်တော် daily ကိုတစ်ချက်လောက်ပြန်ပြီးတော့နားလည်အောင်ပေါ့ daily အရကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်မှဆိုရင်လည်းဈေးကွက်ကအတန်းတက်မှရှိရပေါ့နော်အတန်းတက်မှရှိသေးကျွန်တော်ဒါ ဟာဟာဟာလို့ပတ်တန်လေးဝက်တွေ့ရမှာဖြစ်တယ်ပေါ့အရင်ကျွန်တော်တို့ဒါဒီကွက်ကဒေါင်းထရန်လို့ဆိုရင်ကျွန်တော် lower လို့ lower high pattern တွေကို follow လုပ်ကြတာပေါ့နော်လက်ရှိကျွန်တော်ဒါ trend မှာကျတော့ဟာဟာဟာလို့ pattern လေးပေါ့ဆိုတော့ဒါပြောမယ်ဆိုရင်ဒါ week daily အရလဲကျွန်တော်ဒီဒါ trend မှာကောင်းကောင်းမူမူဖြစ်နေတယ်အရင်ကျွန်တော်ဒါ DC point တစ်ခုပေါ့နော်ကျွန်တော်ဒါ9000နဲ့9000ဆိုတဲ့ DC point တစ်ခုပြောခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ point ထိတောင်မှမရောက်ခင်ပေါ့နော်ကျွန်တော်ဒီကွက် downside တွေ့ရောက်တဲ့အချိန်မှာဒါ10000အောက်ကိုပေါ့နော် 9000အောက်ကိုရောက်ပြီးတော့မှဒါတော်တော်ရဲ့ DC support line important spot line တစ်ခုဖြစ်တဲ့9000နဲ့9000တောင်းတော့မှကျွန်တော်ဒါ torch မဖြစ်ဘဲနဲ့ဈေးကွက်ကပြန်ပြီးတော့ဒါကောင်းကောင်းမွန်မွန်ဒါ pull back ဖြစ်သွားတာပြောရမှာပေါ့ဒါတက်ပြီးတော့မှလက်ရှိဆိုရင်ကျွန်တော်တသိန်းအထက်မှာရှိလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဟိုအရင်ကတည်းကလည်းပြောခဲ့တယ်ပေါ့ဈေးကွက်ကကျွန်တော်9000အောက်ရောက်တဲ့ချိန်တော့လည်းကျွန်တော်ဈေးကွက်ကတသိန်းအထက်ကိုပြန်ရောက်မယ်ဆိုတော့အကြောင်းတွေကျွန်တော်ထည့်ပြီးတော့ပြောခဲ့တာရှိတယ်ပေါ့နော်ဆိုတော့အချိန်ကတည်းကအတူထားတဲ့သူဆိုတော့ profit ထဲမှာရှိမယ် လက်ရှိကျွန်တော်ရဲ့ဒါ spot line တခုပြောရမယ်ဆိုရင်တော့9000ဆိုတာကကျွန်တော်ရဲ့ဒါ spot line တခုဖြစ်တယ်ပေါ့နော်ဆိုတော့အပေါ်မှာ register အနေနဲ့ကတော့ကျွန်တော်ဒီ3000 3800ပေါ့ပထမဆုံးကျွန်တော်ဒါ3000 3800ကိုဒါကောင်းကောင်းမွန်မွန်ကျွန်တော် cross လုပ်နိုင်မှာဆိုရင်တော့ခုဘက်ကိုကျွန်တော်ဒါအာခုနကကျွန်တော်ပြောထားတဲ့အတိုင်းကျွန်တော် target တွေပေါ့နော်3000 3000 3000 3000ပေါ့အဲ့လိုနဲ့ကျွန်တော်ဒါ bull market ဘက်ကိုတဖြည်းဖြည်းနဲ့ enter ဖြစ်မှာပေါ့ anti point ကတော့ဒါ daily ရတယ်ဒါ3000နဲ့3000ပေါ့နော်အဲ့ဒီဝင်းကျင်မှာကျွန်တော်ဒါ အဆန်ကျွေးအနေနဲ့ယူမယ်ပေါ့အာပြီးရင်တော့ကျွန်တော်ဒါ daily ရရော weekly ရရောပြန်နေမှာရှိနေတယ်ဆိုတော့ဒါ weekly ရကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ဘာလို့ weekly ရပြောရမလဲဆိုရင်တော့ကျွန်တော်ဒါအရင်ကတည်းက weekly ရကျတော့ကျွန်တော်ဒါ update နဲ့မှာရှိခဲ့တာပေါ့အရင်ကျွန်တော် update တော့ဟာဒါ hard height တော့ပေါ့နော်တသိန်းအထက်ကိုကျွန်တော် move ဖြစ်ခဲ့တယ်လက်ရှိပြန်ပြီးတော့ကျွန်တော် hard height မှာတသိန်းအထက်ကိုပြန်ပြီးတော့ move ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ဒါအာ weekly ရကျွန်တော် down trend ကိုရောက်တော့ဆိုရင်လည်းဒါ9500အောက်ကိုဒါပပလေးရောက်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့တက်ခဲ့တာပေါ့နော် လက်ရှိဆိုရင်ပြန်ပြီးတော့ကျွန်တော်တို့ဒါတသိန်း attack မှာ hold ဖြစ်နေရပေါ့ဆိုတော့ဆက်ပြီးတော့လဲဆိုကမှ recovery ဖြစ်ဖို့ပဲ chance ကတော့ပိုများတယ်ခေါ့နော်ခနေ့တော့ sunday ဆိုတော့နည်းနည်း volume နဲ့တဲ့ချက်တစ်ချက်လည်းရှိရဆိုတော့ဒါကျွန်တော်တို့ anti point တွေ target တွေကိုနားလိုက်ပြီးတော့ကျွန်တော်ထင်ပါတယ်ခေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်အမြင်အရဈေးကွက်ရဒါ direction တွေကိုကျွန်တော်အနေနဲ့ဒါ movement တွေကိုဒါပြောပြတာဖြစ်တယ်ခေါ့နော်ဒါ BTC တက်ရင်တော့တခြား all coin တွေလည်းဒါသူ့အနေနဲ့သူဒါဈေးတက်လာတာတော့ကျွန်တော်အားလုံးလည်းသတိထားမိကြပါခေါ့နော် ဆိုတော့ကျွန်တော်ကဒါ BTC ကို main ထားပြီးတော့ပြောရတဲ့အကြောင်းရင်းကကျွန်တော် BTC တက်မှာဆိုရင်တခြား coin တော်တော်များများလည်းဈေးကွက်မှာတက်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အတခါလေးကြာလေတချို့ထင်မြင်ချက်တွေလည်းရှိမှာပေါ့နော် BTC တက်တာတော့တချို့ coin တွေမတက်ဘူးဆိုတော့ဒါ BTC ကကောင်းကောင်းမွန်မွန်ဒါတက်လိုက်မယ်ဆိုရင်တခြား coin တွေမတက်စရာအကြောင်းမရှိဘူးပေါ့နော်ဒါ scam coin တွေကတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်ဇီကွက်မှာတချို့ scam coin တွေလည်းရှိရယ်ပေါ့ဒါကိုလည်းသတိထားရမယ်ပေါ့နော်အကြောင်းမလို့ကျွန်တော်ခဏခဏပြောရယ်ပေါ့ဇီကွက်ထဲမှာခြေမြဲတဲ့ coin တွေကိုပဲအဓိက trade view တင်တယ်ဆိုတော့ကျွန်တော်ထပ်ထပ်ပြောလို့ရှိရယ်ပေါ့နော် တော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်